ညွန့်နယ်လူကြီးပွဲရှမ်းပြည်နယ်မှာရှိတယ်အဲ့မှာကလေးလုံးက14နှစ်လောက်တုန်းကဝါသနာပါအောင်ဆိုပြီးတော့အဲ့မှာစထိုးရင်းနဲ့တောင်ကြီးကဆရာစော်သန်းထက်ရနေတွေ့ပြီးတော့အဲ့ဒါခေါ်ယူပြီးတော့မှအဲ့ဒါနေစားပြီးထိုးဖြစ်သွားတာအားသာနီးကတော့ရရင်ကျေပြန့်ပါတယ်အများကြီးလည်းကြိုးစားဖို့လိုပါတယ်နေတိုင်းအာယုံစိတ်နေအောင်စားလဲကျူသွားလဲကျူအဲ့လိုဖြစ်နေအောင် ဒီအကစားလေးပို့မှာပဲဒီကိုလုံးထည့်ရမှာလို့ထင်အမြင့်ဆုံးကြီးကရောက်ရှိတယ်ကျွန်တော်ဒီဝဒနာပါတဲ့စနုကအားကစားနည်းနဲ့ပဲနိုင်ငံလေးစင်အောင်ဖျားလုပ်ပြီးနိုင်ငံတကာထိုးပေါက်နေသူဖြစ်ပြီးတော့ဒီပါတွေကိုလည်းဒီလူတွေသေးမရှိထားပေးနိုင်ဖို့ကြိုးစားပါမယ် အဲ့လိုကတော့ဒီကျော်ဒီမြို့နယ်လူကြီးပွဲရှမ်းပြည်နယ်မှာရှိတယ်အမကလေးလုံးက14နှစ်လောက်တုန်းကဝါသနာပါဦးဆိုပြီးတော့အမစထိုးရင်းနဲ့တောင်ကြီးကဆရာကျော်သန်းထက်ကနေတွေ့ပြီးတော့အဲ့ဒါခေါ်ယူပြီးတော့မှအဲ့ဒါနေဆိုင်ပြီးထိုးဖြစ်သွားတာထိုးပြီးမှဝါသနာပါခဲ့တော့အာတကယ်ကိုအပေါင်းသင်းနေတာပြောတာပေါင်းသင်းနေပြောမဟုတ်ဘူးလားဒီဆရာတို့စီရောက်ပြီးတော့ဒီလို့ဒီနီးစင်းချက်ချက်ပဲတင်ကြတယ်ပြင်ဆရာလူကြီးလည်းများတော့အမစထိုးဖြစ်ကလေးတွေရှိတယ် အာဇာနည်းကတော့ရရင်ကျေပြန့်ပါပြအများကြီးလည်းကြိုးစားဖို့လိုပါတယ်အပြင်ကလပ်ပြင်ပွဲလည်းထိုးဖို့ပြဒီနိုင်ငံတော်အဆင့်မြို့သားအခါစားပွဲမှာလည်းထိုးခြင်းပဲမြို့သားအခါစားပွဲမှာတော့ဆုရဖို့ပါတယ်ဆက်ရတဲ့တတိယဆုပဲ coding ပေးပါတယ်တို့အများအားပေးပါတယ်ဟုတ်ကူစိတ်တကြရတဲ့ချိန်ဆိုလည်းနည်းပြီးမှပါတယ်ရှားပြီးမှပြီဟုတ်အမေကတော့ဒီဈေးစိန်ဖွင့်ထားရဗျအဖေကတော့ဒီဝန်ထမ်းရဲ့ပြောတာလို့ထိုးနိုင်လေဒီမှာရားရေးပြဗျဒီမှာနေမှာတော်ရဲသူရှင်မှာလူလို့ဆိုတော့ကိုအောင်ဖြိုးတို့ကိုကြည်ဝမ်းတို့ကိုကိုအားတီတို့လည်းရှိပါတယ်မြဲတမ်းအာယုံစိတ်နေအောင်စားလဲကျူသွားလဲကျူအဲ့လိုဖြစ်နေအောင်ဒီအကစားလေးပို့မှာပဲဒီကိုလုံးထည့်ရမှာလို့ထင်အမြင့်ဆုံးကြီးရောက်ချင်တယ် ဆရာပေါ့တို့ဆရာလည်းဒီအပိစကားတွေဒီလိုတွန်းအားစကားတွေကြားပါတယ်ဟုတ်အများတမ်းပဲဖိမပြပါတယ်မေးပါတယ်လည်းဟုတ်လိုအပ်ချက်လိုအပ်ချက်တွေပါတယ်မေးပါတယ်ဒီဒါနဲ့ပတ်သက်တာပဲမေးပါဟုတ်ပြီးတော့နေထားပါတယ်ငငယ်လေးတွေထိုးလာဒါဆရာလည်းဘာမှမလုပ်တတ်တော့ဒါပဲရှိတာဝိသားစုတော့အဲ့လိုတတိရတာမဟုတ်အများတမ်းပေါ့အများကြီးလုပ်ပေးခြင်းတာဘာမှမလုပ်ပဲထိနေအောင်ပါလေအခုတော့မလုပ်ပေးနိုင်ဘူးမလုပ်ပေးနိုင်ဘူးဟုတ် အောင်မြင်ရတဲ့အချိန်ကျတော့ဒီကလပ်တွေပါဖွင့်ပြီးတော့ပဲအဲ့မှာပဲနေခင်းမယ်လို့ပြောတာစိတ်ချတယ်ပဲသူတို့ကလွတ်လို့လာလိုက်တာဟုတ်ဟုတ်ဟဲ့ကျွန်တော်တော့တိတ်မသွားချင်ဘူးပြောသူတို့ကလွတ်လို့လာလိုက်တယ်ဟုတ်ရင်စိတ်ချတာပေါ့ဟုတ်ဟုတ်ပြအပြင်မီဘရန်ကရင်အောင်မြင်စေချင်တာဟုတ်တယ်ပြသူတို့ကလည်းအဲ့ဒါပဲလုတ်ခိုင်းနေတာ တော့ကျွန်တော်ဒီဝဒနာပါတဲ့စနုကအားကစားနည်းနဲ့ပဲနိုင်ငံလေးစင်အောင်ဖြာလုပ်ပြီးနိုင်ငံတကာထိုးပေါက်နေတဲ့သူဖြစ်ပြီးတော့ဒီပါတွေကိုလည်းဒီလူတွေသေးမရှိထားပေးနိုင်ဖို့ကြိုးစားပါမယ်